ကိုဘာမာကသူ့လောက်နီကောင်းလာပြီလို့ချီချူးစကားဆိုလာခဲ့တဲ့ SSH တိုက်စစ်မှု delete ပရိသမျှအလုံးမဲ့မင်္ဂလာပါများ Blue Lion King ကပြန်လဲကြိုးစုလိုက်ပါတယ် Chelsea သင်းကစိတ်ဝင်စားနေတဲ့ SSH တိုက်စစ်မှု delete ကတော့ Chelsea တိုက်စစ်မှုကိုဘာမာကသူ့လောက်နီကောင်းလာပြီလို့ထုတ်ဖော်ချီချူးလာခဲ့ပါတယ်ဘာမာကလက်ရှိ Chelsea အသင်းရဲ့ကောင်းဆုံးကစားမတူဖြစ်ယုံနာမကကဘာစင်ကစားမတူဖြစ်လာဖို့အထီးလဲ ်ဦးဒီနေလို့ဒီလက်ကပြောပါရီးချယ်ဆီတင်းကနွားပွဲစားအသင်းပိုင်ရှင်ဘိုလီရိုရဲ့လက်ထဲမှာကစားမ9သင်းစာလောက်ထိရှိနေပေမဲ့အသင်းမှာတကယ်လို့အပ်နေတဲ့ကစားမတွေကိုဝယ်ယူထားနိုင်ခြင်းမရှိသေးပါဘူးမဝယ်ယူနိုင်သေးပေမဲ့လည်းဘိုလီရိုကအခက်တီတီပါပဲသူတို့ဝယ်ခြင်းနဲ့သူကိုဝယ်မယ်သုံးလို့ရလဲသုံးသုံးလို့မရလဲအရန်ခုံပေါ်ထိုင်ခိုင်းထားလိုက်အရန်ငယ်နေသေးရင်လေဝယ်တဲ့သင်းကိုငါပြန်ချထားလိုက်ဆိုတဲ့ထုံးကိုနှလုံးမူပြီးတော့ကစားမခွေမှုတွေကိုဆောင်ရွက်နေကြတာပါအဲဒါကြောင့်လည်းချယ်ဆီတင်းမှာကစားမတွေကတောင်းပန်ရပုံဖြစ်လို့နေပြီးစင်ထားလိုက်မယ်ဆိုရင်အထက်မြင့်တိုက်တလုံးရဲ့အမြင့်လောက်တောင်မှရှိသွားနိုင်တယ်ဆိုပေမဲ့ ထောက်တိုက်စီမှုတူဘိုနောက်ခံလူတူညာရှင်နေကစားနေတောင်မတိုက်စီမှုတူတို့လိုအပ်နေစေဖြစ်ပါရီဒီကစားမားတွေဝယ်ယူရမှာလဲရန်တင်သုံးလို့ရနိုင်မယ့်ထိတ်တန်းစင်ကစားမားတွေဖြစ်ဖို့လိုပါရီနိုဘူးတန်လာနဲ့ကလေးတွေကိုရှာပြီးတော့ဝယ်နေမယ်ဆိုရင်တော့ဘာမှလှုပ်ရှားလို့ရမှာမဟုတ်ပါဘူးလူဝဲဖို့အတွက်ငွေရလဲပူစရာမလိုပါဘူး အတင်းမရှိနေတဲ့ကစားမတွေကမာရက်စကာအတွက်မလိုတော့ဘူးဆိုတဲ့ကစားမ9ယောက်လောက်ရောင်းထုတ်လိုက်ရင်ပဲကစားမတိတိဝယ်ယူဖို့အတွက်လိုအပ်နေတဲ့ငွေကပြည်ုံမကဘဲနဲ့ပိုတောင်ပိုရှံသွားပါအောင်မယ်။ဒါမဲ့ဘောလုံးကိုတောင်မှစောကားလို့ခေါ်ကြတဲ့နိုင်ငံကနေလာကြတဲ့အတင်းပါရှင်တွေဆိုတော့ဘလို့ကွက်စမ်းနေထုတ်ပြအောင်မလဲဆိုတာဘယ်သူမှမခံမနိုင်ကြသေးပါဘူး။ဒရေဘာလုံးမလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်သွားရဖို့ပဲရှိပါသေး යි ။ဒိုင်ဆင်မိုနီယာအတွက် SA ဒိုင်ဆင်မိုဒီလန်နဲ့တင်းနေကြကြလောင်လောင်ထွက်ပေါ်နေပါသေး යි ။ အစိကတော့ဒီယာဒီမာတန်းဆင်ခဲ့ရပြီမြေဒီလက်ကတော့ထိတန်းဆင်ဆွမ်းဆောင်ရီကိုပြတ်တာထားနိုင်သူဖြစ်ပြီးသူရဲ့ပွဲဥဒ်ရဲ့ယာဒီမာတွေပရီးမီးယားလိသွင်းကိုစနေကိုရီရရှိထားပါတယ်ဒီလက်ကမန်ယူနယ်လဲသတင်းတွေထွက်နေပြီမြေတူဂရိုင်းကတော့ချဲစီကိုပဲပို့ပြီးစိတ်ဝင်စားနေပါတယ်အဲဒါကြောင့်လဲချဲစီနဲ့ပတ်သက်ပြီးတော့ဒီလက်ကသတင်းတွေကိုမျက်ခြေမပြတ်နားဆင်ထားတာတွေ့လာရပါတယ်အခုဆိုရင်လဲဒီလက်ကဘာမှနဲ့ပတ်သက်လို့မှတ်ချက်စကားတွေပြောကြားလာခဲ့ပြီလည်းဖြစ်ပါတယ် ပါမှာတော့ Chelsea တင်းရဲ့ဒီကစားမတူဖြစ်တယ်လို့ကမ္ဘာအကောင်းဆုံးကစားမတွေကတယောက်ဖြစ်ဖို့လဲတာဆူနေတယ်လို့ဒီလက်ကထင်မြင်ယူဆနေခဲ့တာပါ။ပါမှာနေပါတယ်လို့ဒီလက်ကပါမှာနေမက်ကတီတို့ကအခုဆိုရင်တော့ကျွန်တော်နောက်ကိုရောက်လာကြပြီဖြစ်ပြီးကျွန်တော်လောက်နီနီကောင်းလာကြပါပြီ။တို့တွေကအသင်းအတွက်အရေးပါလာတဲ့ဂိုးတွေကိုသင်ယူပေးပြီးတော့အသင်းကိုကူညီပေးနေကြတဲ့ကောင်လေးတွေပါ။ကျွန်တော်ရဲ့နောက်မှာအခုဆိုရင်တော့တို့နှစ်ယောက်ကခိုင်မာရှိနေကြပါပြီ။အလိုမျိုးရည်သွေးကောင်းနေရှိကြတဲ့ကစားမတွေကိုပိုင်းဆိုင်ထားကြတဲ့အသင်းတွေအနေနဲ့လဲအတော်လေးကန်ကောင်းကြတာပါ။ပါမှာကတော့ပေါ်ပြီးတော့တည်တာလာပါရင်ဒီနေ့နေ့အတွင်းမှာပေါ်ပြီးတော့ကိုတွေ့တက်လာတာတွေ့ရပါတယ်။ ဒီကာလာတွင်သူလှုပ်ပြခဲ့တာတွေကတကယ်ကိုအမှန်ခန်းစရာပါသူကလက်ရှိမှာကဘာကောင်းဆုံးကစားမိုက်တွေကတယောက်ဖြစ်ဖို့ဥတည်နေပါပြီလို့ပေါမန်နဲ့ပတ်သက်လို့မှတ်ချက်စကားပြောသွားခဲ့တာပါပရိသတ်များအနေနဲ့ကရောဒီလက်ရဲ့စကားတွေအပေါ်မှာဘလို့များမြင်မိကြပါလိမ့်ဗျဒီလက်ကချယ်ဆီနဲ့တင်တော်နိုင်မဲ့အတိုက်စင်မှုမျိုးလားဆိုတာကိုရောပြောပြပေးသွားခဲ့ကြပါဦးညာအစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်